မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလင်ပေတင်ချင်းလာမယ့်ဒီဇင်ဘာစကောင်းစဉ်ရွှေကောက်ပွဲဝိုင်းဝန်းပူပေါင်းရန်စကောင်းဆောင်တောင်းဆိုရင်းအကြောင်းတင်ဆက်ပေးပါမယ်။ငလင်ပေတင်နေချင်းစကောင်းစဉ်ကလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွှေကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီနိုင်ဖို့အတွက်ဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားဖို့လိုကြောင်းစကောင်းစဉ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်က AP လဆိုင်ရည်နေကပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာခီးစင်မှာပြောပါရယ်။ ငလင်းတန်တင်ခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းပို့အိုကိုပိုင်းအုတ်ချုပ်ကွင်းရဒေသဟိုပုံမြို့ကိုတွားရောက်ကြည့်ရှုစဉ်အစိုးရဒေသမှပြည်နယ်ခရိုင်မြို့နယ်ဆင်စစ်ကောင်းစီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများနဲ့တွေ့ဆုံရမှာအဲ့ဒီလိုပြောဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာရစ်စတာစကေ9.8အဆင့်ရှိအင်အားပြင်းငလင်းကြောင့်စစ်ကောင်းစီစင်ရင်ရာလူပေါင်း3600ကျော်တည်ဆောင်ပြီးထိခိုက်ပျက်စီးမှုများပြားနေချိန်မှာစစ်ကောင်းစီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကရွေးကောက်ပွဲကိုဒီဇင်ဘာလအတွင်းမှာကျင်းပဖို့ရှိကြောင်း AB လ10ရက်နေ့မှာထုတ် ုတ်ပြန်တည်ပြီးခဲ့ပါတယ်။ ဒါကြောင့်ပါတီတီထောင်ခွင့်ရှောက်ထားလို့သူများအနေနဲ့လာမယ့်မေလ9ရက်နေ့နောက်ဆုံးထားရှောက်ထားဖို့လဲ UEC ကပြောထားပါတယ်စစ်ကောင်စီကပြုလုပ်မဲ့ရွှေကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်စသဖြင့်အပိုင်း၄ပိုင်းခွဲပြီးပြုလုပ်ဖို့အစီအစဉ်ထားကြောင်းစစ်ကောင်ဆောင်ကပြီးခဲ့တဲ့မတ်လအတွင်းကထုတ်ပေါ်ပြောဆိုထားပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ရွှေကောက်ပွဲကော်မရှင်ကိုပြန်ဖွဲ့စည်းထားပြီးလက်ရှိမှာ၎င်းတို့ရဲ့လုပ်ငန်းစဉ်အရရွှေကောက်ပွဲဖြစ်မြောက်ရေးတာဝန်ပေးပြီးမဖြစ်မနေလို့ဆောင်ခိုင်းနေခြင်းဖြစ်ကြ ောင်းစစ်ကောင်စီတမ်းမပုံတင်ပြန်မတင်ခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှအထွေထွေအတွင်းရင်မှုဦးမျိုးကျော်ကသတင်းဌာနကိုပြောပါရယ်တဖက်မှာလည်းစစ်ပေးရှောင်နေရှိတဲ့ပြည်တွင်းစစ်တွေတောင်းရှောင်ဖြစ်နေတဲ့တဖက်မှာလည်းတဘောဝဘေးဒဏ်တွေရှိနေဒီကြားထဲမှာမှရွှေကပွဲကိုလှုပ်တင်ဆိုဒါဟာအာနာရှင်တွေရဲ့အစဉ်လာရလှုပ်တာဒါပေမဲ့လည်းရွှေကပွဲကိုကျင်းပဖို့စူးစမ်းနေတဲ့ယူအီစီတို့ကိုယ်တိုင်တောင်မှအခုချိန်မှာ တာလဘတ်ရုံခန်းထဲမှာနေနေရတယ်အဲ့ဒီတော့ဒီဟာနဲ့ဘလို့လို့ကျွန်တော်တို့နိုင်ငံမှာရွှေကောက်ပွဲဖြစ်နိုင်မှာလေဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းဆိုတာသူတို့ရဲ့အင်္ဂါလက္ခဏာကိုကြီးလိုက်ခြင်းတောင်မှသိနိုင်တယ်လို့၎င်းကဆိုပါတယ်စစ်ကောင်စီနေနဲ့လည်းအာဏာသိမ်းပြီးနောက်ရွှေကောက်ပွဲကျင်းပပြီးမယ်လို့မကြာခဏပြောဆိုထားပြီးအခုနှစ်ဖေဖော်ဝါရီလမှမတ်လအတွင်းပြည်နယ်ချုပ်မှာအသက်၁၈နှစ်နဲ့အထက်လူဦးရေစင်ကိုမြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်မတ်လ၂၈ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းပါဝင်မြန်မာနိုင်ငံအလဲပိုင်းမှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးက ုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းမှုရုံးရင်အေပီလ9ရက်နေ့ထုတ်ပြန်ကြံရာငလင်ကြောင့်လူဦးရေ18တန်းခန့်ထိခိုက်မှုရှိကြောင်းခန့်မှန်းထားပါတယ်ဇလဘီမြန်မာငလေးပေကုညီရေးကုလသမဂ္ဂနောက်ထပ်ဒေါ်လာတန်း140တောင်းခံထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကငလေးပေတင်ပြည်သူတွေကိုကယ်ဆယ်ရေးနဲ့ရေရှင်ပြန်လည်တည်ဆောက်ရေးတွေအတွက်နိုင်ငံတကာကကုညီပံ့ပိုးပေးဖို့ကုလသမဂ္ဂအခု ကိုစလင်ဂျူလီဘီရှော့ကတိုက်တွန်းလိုက်ပါတယ်မလ28ရက်ကလောက်ခတ်ခင်းနေပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြောင့်လူ3600ကျော်တိဆောင်းပြီး4800တန်ရာရခဲ့က184ကိုပျောက်ဆုံးနေဆဲဖြစ်ပါတယ်ဒီသဘာဝပေးကြောင့်မြို့နယ်ပေါင်း58ခုမှလူပေါင်း9တန်းကျော်ထိခိုက်ခဲ့ပြီးစေယုံနယ်စာတင်ကျောင်းနေအပါဝင်အစာအုပ်တွေထောင်နေကြည်ပြိုကျပျက်စီးခဲ့ပါတယ်နောက်ဆက်တွဲငလင်ငယ်တွေအပြင်းခံဆုံးထိခိုက်တဲ့ဒေသတွေမှာဆက်လက်လှုပ်ခတ်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်အတဲပို့ပြီးဆိုးရွားစေခဲ့ပါတယ်ကုလသ မဂအေဂျင်စီတွေကငလင်ပင်းအစိုးရဆောင်ခံခဲ့ရတဲ့ဒေသတွေကဖြီသူတွေကိုကူညီနိုင်ဖို့အတွက်နောက်ထပ်အမေရိကန်ဒေါ်လာ148.6တန်းတောင်းခံလိုက်ပြီး2025ခုနှစ်မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်နဲ့တုံ့ပြန်ရေးအစီအစဉ်ကဒေါ်လာ134တန်းကိုလည်းထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းပြောကြားထားပါတယ်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်ခတ်ရစရင်အရေးပေါ်လိုအပ်ကြောင်း မစ်ဒူလီဘီရှော့ကထပ်လောင်းပြောကြားလိုက်ပါတယ်။လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလှုပ်သားရေးရှာဖွေကိစ္စဖွဲ့ရင်းနဲ့ပြန်လည်တည်ဆောက်ရေးမှာပါဝင်သူတွေဘေးကင်းလုံခြုံစွာလက်ပတ်နိုင်ဖို့တပြည့်မှုတွေရပ်တန့်ဖို့ပဋိပက္ခတွေရပ်တန့်ဖို့လည်းသူကတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ ငလင်းအကူညီစစ်ကောင်စီကိုပေးမှာမဟုတ်ကြောင်းတောင်ကိုရီးယားမတ်တွေပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကငလင်းထက်တင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအထောက်ပံ့တွေကိုစစ်ကောင်စီထံတိုက်ရိုက်ပေးရမှာမဟုတ်ကြောင်းမြန်မာပြည်သူတွေလက်ထက်ရောက်ရှိအောင်နိုင်ငံတကာဖွဲ့စည်းတွေကနေတဆင့်ပေးရသွားမှာဖြစ်ကြောင်းတောင်ကိုရီးယားလွတ်တော်မတ်တွေကအီပီလာဆိုင်ရနေ့ကပြောလိုက်ပါတယ်။ဆိုမျိုးကိုရီးယားလွတ်တော်မှာကျင်းပါမယ်မြန်မာအရေးကြားနာပွဲမှာပြောကြားခဲ့တာပေါ့။ဒီကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ NUG ကိုရီးယား ီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထောပါဝင်ကိုရီးယားနိုင်ငံရောက်ဒီမိုကရေစီလှုပ်ရှားသူတွေတက်ရောက်ခဲ့ပါတယ်။အခမ်းအနားမှာ NUG လူ့ခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကအာနာသိန်းလေးနဲ့အတွင်းစစ်ကောင်စီရဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေ NUG နဲ့တိုင်းဒေသအင်အားစုတွေရဲ့စိုးမိုးအုပ်ချုပ်ထားမှုအခြေအနေစကိုင်းငလင်ကြီးကြပျက်စီးဆုံးရှုံးမှုတွေနဲ့ NUG ရဲ့ကုညီကင်စင်ဆောင်ရွက်ချက်တွေငလင်ဘေးဒဏ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေငလင်အပေါ်စစ်ကောင်စီရဲ့တုံ့ပြန်မှုနဲ့နိုင်ငံတကာတတိပြုဝမဲ့အချက်တွေကိုတင်ပြခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ရှင်နီမြုံနယ်မှုတွေကိုပိတ်ပင်ဖို့ဆက်လက်နဲ့လင်းရင်စီနဲ့ဤပညာထောက်ပံ့ခြင်းတွေကိုပိတ်ပစ်ဖို့စစ်ကောင်စီနဲ့တန်တမာရေးအဆက်ဆက်မလုပ်ဖို့နဲ့ကျင်းပမဲ့ရွှေကောက်ပွဲကိုအတိမတ်မပြုဖို့စေအိုစုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုနိုင်ငံတကာမှာတရားစွဲဆိုရမှာပါဝင်ပြီးဖို့အတွက်တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်ဆလဘီရှင်လာအကြတိုင်းယူခဲ့ရတဲ့အင်းတော်မျိုးသိမ့်တိုက်ပွဲအကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးနယ်ကိုတော်လိုင်းအင်အားစုသိမ့်ပန့်ရရှိလိုက်တဲ့ဖြစ်ရပ်မှာထူးခြားချက်တွေကဖြူဟာကြတဲ့မျိုးဖြစ်ခြင်းနဲ့တုံ့ပန်များမှာ တက်မမှုတအုပ်ပါဝင်နေခြင်းလို့ဖြစ်ပါတယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းနယ်ဆက်ရွှေဘုံမြကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်မျိုးတန်းယူနိုင်ရင်ရှင်းလာကြတိုက်ပွဲများတွင်နှစ်ဖက်အကြဆုံးများရှိပြီးဟောင်ဝဆာမြောင်များပြင်လက်နက်ခဲယံမြောင်ပြတင်ဆက်ရရှိခဲ့ပါတယ်အမျိုးသားညီညွတ်ရေးဆိုရာ NUG အမတ်တင်စစ်တီတာမှပြည်သူ့ကာကွယ်တပ်ဖွဲ့အများပြားကចောင်းသားတက်မတော် ABSDN နဲ့ပူးပေါင်းက NUG ရဲ့ကိုကူမြောင်မျိုးဖြင့်တန်းယူနိုင်ခဲ့တာဖြစ်ပါတယ်စကိုင်းတိုင်းတွင်ရှိရွှေပြည်ခံပတ်မော်လူပင်လယ်ဘူးနဲ့မြို့တစ်မြို့မန္တလေးတိုင်းမှာစင်ကူမြို့တပိတ်ချင်းတကောင်းမြို့ ို့ကို NUG တပ်တွေကသိမ်းပိုက်ထားပါတယ်ကချင်ပြည်နယ်နန်စီအောင်မြို့မှာအထွတ်စကိုင်းတိုင်းအဝင်းမော်လူမျိုးရဲတောင်ပတ်မိုင်း60ကျော်အကွာရှိအင်းတော်မြို့မှာဒေသရင်းဆက်သွင်းရေးအချက်ချာကြပါတယ်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာပဲဂျပန်နဲ့အင်္ဂလိပ်တပ်များအဲ့ဒီမြို့ကိုထိန်းချုပ်နိုင်ဖို့အတွက်အပြင်းအထန်တိုက်ခိုက်ခဲ့ကြရပါတယ်ရွှေဘုံမြစ်ကြီးနားလမ်းပေါ်မှာရှိပြီးကတားခရိုင်တွင်ပါဝင်တဲ့အင်းတော်မြို့က2014တကောင်စင်အရာလူဦးရေတသိန်း2000ကျော်နေထိုင်ပါတယ်အရှိဘက်မှာအေယာရီမြကန်းကိုမေးတင်ထားတဲ့ကတားမြို့နေရှိပြီးကတားရဲ့အေယာရီမြ င်အရှိတ်ကမ်းမှာရှမ်းပြည်နယ်ငအိုးမြို့ရှိပါတယ်တောင်ဘက်မှာစည်ရင်ရချက်ချကြတဲ့ထီးကြိုင်မြို့ရှိပါတယ် အင်းတော်မျိုးသိမ့်ပိုက်ပြီးစကိုင်းတိုင်းတွင်စစ်ကောင်စီတပ်ဝင်ရောက်နိုင်တဲ့ကုန်းလမ်းကြောင်းမှာလုံးဝပြတ်တောက်သွားတာဖြစ်ပြီးအရာရီမြေကြောင်းမှာရေလမ်းမှဝင်ရောက်လာပါကကချင်ပြည်နယ်စင်ခန့်ရွာကိုသိမ့်ပိုက်ထားတဲ့ KIA တပ်တွေကတားဆီးနိုင်မှာဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းအထက်ဝင်ပေါက်လမ်းမကြီးနှစ်ခုနဲ့ပမော်မြေကြီးနားလမ်းကို KIA တပ်ပေါင်းစုကသိမ့်ပိုက်ထားသလိုရွှေဘုံမြေကြီးနားလမ်းပေါ်ရှိအင်းတော်မျိုးကို NUG လောက်ခန့်တွေကသိမ့်ပိုက်ထားတာဖြစ်ပါတယ်။အင်းတော်မျိုးကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီတပ်ကကချင်ပြည်နယ်အတွင်းတပ်တွေကိုထောက်ပံ့ပို့ဆောင်ရေးအတွက်လေကြောင်းတစ်ခုသာအသုံးပြုနိုင်တော့မယ် ်လို့စစ်ဘက်ဆိုင်ရာသတင်းများအွန်လိုင်းမှာတင်ဆက်နေတဲ့ပိုကြီးစင်ရောကထောက်ပြပါရယ်2024ဩဂုတ်လ15ရက်နေ့မှာ PDF ABDF တပ်တွေကအင်းတော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပါရယ် တိုက်ပွဲစတင်ပြီးနောက်တနင်္ဂနွေ16ရက်နေ့နဲ့19ရက်တို့မှာစစ်လေရင်တွေကမြို့ပေါ်နဲ့အနီးဝန်းကျင်ကိုပုံစံနဲ့ချီကျင်းချခဲ့ပါတယ်။အဲ့ဒီကလေးကအင်းတော်မြို့မှာမြို့ပြင်ဒေသခံ2000ကျော်မှနီးစပ်ရာကျင်းရွာတွေနဲ့ဘေးလွတ်ရာကိုတင်းရှောင်သွားခဲ့ကြပါတယ်။လင်းရကြမှာတပ်ပေါင်းစုကမြို့အရှိတ်လေးမှန်ကန်ကွာမော်လူးမြို့နဲ့ကတာမြို့တွေကိုသွားနိုင်တဲ့စင်ရရအချက်ချာကြတဲ့နဘာလန်းဆောင်ရှိစစ်တပ်စခန်းကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။နဘာလန်းဆောင်ရှိစစ်စခန်းမှာစစ်တပ်က2021အာဏာသိမ်းပြီးကလေးကတက်ဆွဲထားတာဖြစ်ပါတယ်။မြို့သိမ်းထိုးစစ်အတွင်းရ ရဲ့စကန့်နဲ့ဌာနဆိုင်ရာရှုံးပါဝင်မြို့ပေါ်နေရာများစုကိုမဟာမိတ်တွေကထိန်းချုပ်နိုင်ခဲ့ပြီးအောက်တိုဘာမှာမြို့ရဲ့အမြင့်ဆုံးနေရာမှာတည်ဆောက်ထားတယ်။ဂျပန်လိုင်ကူကုန်းလို့ခေါ်တဲ့စစ်စခန်းတစ်ခုသာတင်းရံကြံမာတော့တဲ့အဲဒီနောက်မဟာမိတ်တွေကအဲဒီနေရာကိုဝင်းရံပိတ်ဆို့လိုက်ပြီးရဲ့နောက်နှစ်ဖက်တည်းမြား တက်ဆိုင်ထားတဲ့အခြေအနေနဲ့တိုက်ပွဲများညင်သက်သွားပါတယ်။နိုဝင်ဘာ၁ရက်နေ့မှာလက်ကျန်စကန်းကုန်းကိုမဟာမိတ်တပ်တွေကတကြော့ပြန်တိုက်ခိုက်ခဲ့ကြပါတယ်။အဆိုပါစကန်းကုန်းမှာစစ်ကောင်စီရဲ့ဒေသရင်းမဟာမိတ်ရှမ်းနီအမျိုးသားတပ်မတော် SNA ကလည်းရှိရလို့ပါဝင်တိုက်ခိုက်သူတွေကအဲ့ဒီတော့ကပြောကြားထားပါတယ်။ကချင်ပြည်နယ်မှာကချင်တပ် KIA ရဲ့ထိုးစစ်မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့2029စစ်စင်ရေးတို့ကိုရင်ဆိုင်ရပြီးနိုင်ငံအနှံ့စစ်မြေပြင်ဖြစ်နေတဲ့စစ်ကောင်စီတပ်ကအင်းတော်မျိုးကိုမြေပြင်စစ်ကူမပို့နိုင်ခဲ့တော့လေလီချောင်းပစ်ကိုအများပြားတုံးခဲ့ပါတယ်။တကြ ြောပြန်အင်းတော်တိုက်ပွဲအတွင်းနှစ်ဖက်အကြဆုံးများခဲ့က2025ဇန်နဝါရီလကုန်ကမှပူးပေါင်းတပ်တွေကဂျပန်လိုင်းကိုကုန်းရဲ့အရှိတ်ရှိကာကင်းစခန်းငယ်တချို့ကိုသိမ်းနိုင်ခဲ့ပါတယ်။မလလေကံမှာအင်းတော်အရှိတ်16မိုင်ကျော်အကွာကတာမျိုးအခြေဆိုင်အမှတ်300ကိုချိန်မြန်တရင်မှာအင်းအား150ခန်းကအင်းတော်ကတာလန်တိုင်းစစ်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီစစ်ကိုတွေကတာမျိုးအနောက်ဖက်9မိုင်ခန်းအကွာပင်းမလွတ်ရွာနီရောက်ကြရင်နဲ့ကချင်ဒေသပြည်သူကာကွယ်ရေးတပ် KBDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။